ဲပေါက်ထားရတဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေလည်းရေပူတွေသုံးတာမျိုးပြင်ပါဆိုလို့ရှိရင်လည်း dryer အပူတွေမှုတ်တာမျိုးသုံးတာမျိုးမလုပ်ရအောင်ပေါ့နော် မင်္ဂလာပါကျမကတော့ဆိုရင်အလားပါရေရာစေကံကအလားပါရေရာဆရာဝန်ဖြစ်ပါတယ်ဒီနေ့ဒေါက်တာပြောပြပေးသွားမှာတော့ဥယျာပြပြဿနာတွေတရတခုဖြစ်တဲ့ပေါက်ထားရတဲ့ပတ်သက်တဲ့ဆောင်ရန်ရှောင်ရန်အချက်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပေါက်ထားတတ်တဲ့သူတွေအတွက်ကတော့ပေါ့နော် ခေါင်းကိုနှစ်ရချားတစ်ခါလောက်လေးပုံမှန်လျှော်ပေးရပါမယ်ခေါင်းမလျှော်ခင်မှာဆိုလို့ရှိရင်လေဒီစပင်နှက်တဲ့အစီလေးတမျိုးမျိုးနဲ့ပေါ့နော်အုံးစီဒါမှမဟုတ်ရင်တန်လို့စီဒီလိုမျိုးအစီစပင်နှက်စီလေးတမျိုးမျိုးနဲ့9နာရီကြာအောင်နှက်ထားပြီးမှခေါင်းလျှော်ပေးတာမျိုးလေးလုပ်ရပါမယ်အဲ့လိုမျိုးလေးကိုတော့ပေါက်တတ်တာသွားတဲ့အထိခေါင်းလျှော်တဲ့အချိန်တိုင်း ြုလုပ်ပေးရပါမယ်။ခေါင်းလျှော်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းရေပူတွေသုံးတာမျိုးလုံးဝမလုပ်ရပါဘူး။ဥယျာဉ်ပြောင်းကိုလည်းအရင်ချင်းချင်းတန်းတန်းကြီးကုတ်တာမျိုးမလုပ်ရပါဘူး။ အချောက်ခံတဲ့အချိန်မှာဆိုလို့ရှိရင်လည်း dryer အပူတွေမှုတ်တာမျိုးသုံးတာမျိုးမလုပ်ရအောင်ပေါ့နော်။အာပျော်စေးပေါင်းစေးသုံးမယ်ဆိုလို့ရှိရင်လည်းဥပ္ပယာနဲ့ dryer ထိတွေ့တာမျိုးမဟုတ်ဘဲနဲ့သပင်းအဖျားလေးတွေကိုပဲသုံးပေးတာမျိုးလုပ်ပေးရပါမယ်။ဘောက်အချိန်လေးပုံမှန်မူတည်ပြီးတော့ပေါက်ပြောက်ကောင်းလျှော်ရည်လေးကိုတက်တာသွားတဲ့အထိသုံးပေးရပါမယ်။ပေါက်တက်တာသွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒီ chemical ပါဝင်မှုနည်းတဲ့ herbal shampoo လိုမျိုးကောင်းလျှော်ရည်လေးတွေကိုပဲဆက်လက်ပြီးတော့အသုံးပြုသင့်ပါတယ်။အခုဒေါက်တာအပေါ်ကပြောထားတဲ့အချက်လေးတွေကိုတည်ချာချာလိုက်နာပါရဲ့နဲ့ပေါင်လေးတွေကမတက်တာလာဘူးဆိုရင်တော့ဆရာဝန်နဲ့တည်ချာချာတိုင်ပင်ပြီးတော့ကုသမှုလေးခံယူ the mare, no?